လူလုံးကရဲမှာမရှိတော့တဲ့သတို့သမီးနဲ့မင်္ဂလာဆောင်ခဲ့တဲ့မန္တလေးကထူးဆန်းတဲ့မင်္ဂလာပွဲပရိသတ်များအလုံးမဲမင်္ဂလာဝါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ပရိသတ်ကြီးကိုထူးခြားပြီးတော့ကြေကွဲစရာကောင်းတဲ့အကြောင်းအရာတစ်ခုမျှဝေပေးခြင်းပါတယ်။ဒါကတော့မကြာသေးခင်ကမှမန္တလေးတိုင်းဒေသကြီးကုန်းတန်းကျေးရွာလေးမှာကျင်းပခဲ့တဲ့ ဒူဒူစစမင်္ဂလာပွဲတစ်ခုရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘာကြောင့်ဒီမင်္ဂလာပွဲကထူးခြားနေရသလဲဆိုရင်တော့ဒါဟာအသက်ရှင်တန်နေရလူသားချင်းချင်းလက်ထပ်မင်္ဂလာပွဲမဟုတ်ပဲကွယ်လွန်သောဖြစ်တဲ့သရိုသမီးလောင်းရဲ့ဝိညာဉ်နဲ့သူမရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးပြီးတော့လက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။လက်တလုံးလူမှုကွန်ရက်ပေါ်မှာဗီဒီယိုဖိုင်တစ်ခုအတော်လေးပြန့်နှံ့နေရပါ။ဒါကတော့လူတိုင်းဟာသရိုသားအတွက်ယဉ်နေအောင်ကြည်ကွင်းဝန်းနေရသလိုတစ်ဖက်မှာလည်းသူတို့ရဲ့အချင်းနဲ့ယုံကြည်မှုပေါ်မှာလေးစားတဲ့စိတ်အံ့ဩစိတ်တွေတစ်ပြိုင်တည်းခံစားရတာ ာဖြစ်ပါတယ်။မြင်ဝင်းထဲမှာတော့မင်္ဂလာပွဲတစ်ခုရဲ့ထုံးစံအတိုင်းပဲခမ်းမကိုခင်ခင်နနာပြင်ဆင်ထားပါတယ်။ပွဲလာပရိသတ်တွေအပရိသတ်တွေကစားကြတော့ကြနဲ့စီကားနေရာကိုလည်းတွေ့ရပါတယ်။ဒါပေမဲ့အားလုံးရဲ့အသေးကိုခွဲသလိုခံစားနေရတာကတော့သူတို့သားနဲ့သူတို့သမီးထိုင်ရမယ့်နေရာလေးပါပဲ။သူတို့သားဖြစ်သူကိုဖိုးလာပြေကမင်္ဂလာမောင်မယ်နေရာမှာတယောက်တည်းအထီးကျန်စွာနဲ့ထိုင်နေခဲ့ပါတယ်။သူ့ရဲ့ဘေးကသူတို့သမီးနေရာမှာတော့အသက်ရှင်လှပနေတဲ့သူတို့သမီးကိုတွေ့ရမှာမဟုတ်ပါဘူး။အဲ့ဒီနေရာမှာ အမတ်တရအနေနဲ့ထားရှိတဲ့ကွယ်လွန်သူသူတို့သမီးမမေဇင်ဝင်းဝစ်စင်ဖို့အိမ်မက်တွေနဲ့ရည်ရွယ်ခဲ့တဲ့ရွှေရောင်တောက်ပနေရဲ့မိင်္ဂလာဝတ်စုံလေးကိုတွေ့ရပါတယ်။ဒီလိုဝမ်းနဲ့ကြေကွဲစရာဖြစ်ရဲ့နောက်ကွယ်ကအဖြစ်မှန်ကတော့သူတို့သားဖိုလာပြီနဲ့သူတို့သမီးလောင်းမေဇင်ဝင်းတို့ဟာတယောက်ကိုတယောက်အရန်ချစ်ကြတဲ့ချစ်သူလေးတွေပါ။ သူတို့နှစ်ဦးကဘဝတသက်တာမှာအတူတူရှောက်လန်းဖို့အတွက်အော်တိုဘားလာ၁၄ရက်နေ့မှာမင်္ဂလာဝဲကျင်းပါဖို့နှစ်ဖက်မိဘတွေနဲ့တိုင်ပင်ပြီးတော့အရာရာအစဉ်သင့်ပြင်ဆင်ခဲ့ကြတာပါ။အဲဒီအချိန်မှာပဲသူတို့သမီးလောင်းမမေ့ရှင်ဝင်းဟာဖျားပန်းသွားဝယ်ရင်းနဲ့မမျော်လင်းတဲ့အဆိုင်ကဲမတော်တဆမှုတစ်ခုနဲ့ကြုံတွေ့ပြီးတော့ခြေရတဲ့သူတွေအလုံးကိုခဲခွာကတမလုံကိုရောက်ရှိသွားပါတယ်။ဒီသတင်းကနှစ်ဖက်မိဘဆွေမျိုးတွေနဲ့မိတ်ဆွေတငယ်ချင်းအလုံးအတွက်မိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲ။ပျော်ရွှင်ကြည်နူးစရာဖြစ်ရမယ့်မင်္ဂလာပွဲဟာချက်ချင်း းဆိုသလိုပဲဝန်းထဲပူဆွေးစရာအခမ်းအနားတစ်ခုပြောင်းလဲသွားခဲ့ပါတယ်။ဒီနေရာမှာအလုံးအတွက်ထူးခြားသွားစေတဲ့အချက်ရှိပါတယ်။သတို့သမီးကွင်လုံသွားပြီဖြစ်တဲ့အတွက်မင်္ဂလာပွဲဖြတ်သိမ်းလိုက်လို့ရပေမဲ့သတို့သားဖိုးလာပြင်းတဲ့သူ့ရဲ့မိသားစုရက်ရွာလူကြီးတွေကတော့မင်္ဂလာပွဲကိုမူလအစီအစဉ်တိုင်းပဲဆက်လက်ကျင်းပဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ယုံကြည်မှုပေါ်မှာနက်နက်ရှန်ရှန်အခြေခံနေရပါသူတို့ရဲ့အယူအဆရတမလွန်ကိုရောက်သွားတဲ့သူတို့သမီးဟာအသက်မဆုံးခင်ဘဝမကူးခင်မှာသူမရဲ့မင်္ဂလာပွဲအပေါ်အလွန်အမင်းစိတ်ဆွဲလန်းနေမှာသိကြတယ်လို့ယူဆပါရယ်ဒီလိုမျိုးစိတ်ဆွဲလန်းမှုဟာဘဝကူးသွားခဲ့ရင်ကောင်းရာသူကလေးမရောက်နိုင်မှာဆိုတဲ့အတွက်ဒီဝိညာဉ်နဲ့ပဲအမြတမ်းပြေးဝေပြီးတော့သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းတဲ့အနေနဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ရတာပါ ကြောင့်သူတို့သမီးရဲ့ဝိညာဉ်ကိုဖိတ်ခေါ်ပြီးတော့သူဝေဖို့ရည်ရွယ်ခဲ့တဲ့မင်္ဂလာဝတ်ဆောင်လေးကိုလည်းသူတို့သမီးကိုစားထားကတကယ်ကိုအသက်ရှင်လျက်ရှိနေတယ်လို့မျိုးမင်္ဂလာပွဲကိုခမ်းနားစွာကျင်းပခဲ့ပါတယ်။ ရှင်လူကြီးတွေပြောလို့ရှိတဲ့စကားလည်းရှိပါတယ်။လူတယောက်ဟာမင်္ဂလာဆောင်ကနေရှင်ပြုတရဏပေါင်ကိုဝင်ကနီးလိုမျိုးဘဝရဲ့အရေးကြီးတဲ့အခမ်းအနားတွေမတိုင်ခင်မှာအငြင်းအဆောက်တွေဝင်တတ်တာကြောင့်အနေထိုင်သွားလာစင်ကျင်တင့်တယ်လို့ဆိုကြတာပါ။ဒီဖြစ်ပျက်ကလည်းအဲ့ဒီလိုပါပဲ။ခြုံငုံပြီးတော့သုံးသပ်ရမယ်ဆိုရင်ဒါကရိုးရိုးမင်္ဂလာပွဲတစ်ခုမဟုတ်ပါဘူး။ချစ်စင်းမြတ်တာဂရီသစ္စာဂျင်းချင်းမှုပေါ်မှာထားတဲ့ယုံကြည်မှုနဲ့တမလွန်ဘဝတိအထည်သွင်းစဉ်းစားပေးတတ်တဲ့မြန်မာရီရဲ့နှက်ဆိုင်တဲ့ တွေးခေါ်တွေကိုဖော်ပြနေတဲ့အခမ်းအနားမှာသရိုသားဖိုလာပြည့်ရဲ့လောရက်ကသူ့ရဲ့အချစ်ဟာသေခြင်းတရားကတောင်မတားဆီးနိုင်ဘူးဆိုတာကိုသက်သေပြလိုက်တာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေအနေနဲ့သေဆုံးသွားတဲ့ချစ်သူလေးသရိုသမီးရဲ့ဝိညာဉ်နဲ့မင်္ဂလာပွဲကိုဆက်လက်ကျင်းပခဲ့တဲ့ကိုဖိုလာပြည့်ရဲ့လောရက်ပေါ်မှာဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်